ရခိုင်ပြည်နယ်မှာအေအေထိမ့်ချုပ်ထားတဲ့မင်းပြားမြို့နယ်ကခမရ380တပ်ရင်းကိုစစ်ကောင်စီကပြစ်မှတ်ထားဘုံကျဲနေပြီးတစ်ချိန်တည်းမှာပဲကြောက်ဖြူအနီးကအေအေဆင်နွှဲနေတဲ့တိုက်ပွဲတွေအားလည်းပြင်းထန်နေကြပါတယ်။မင်းပြားမြို့ကန်တူကမနေ့က16ရက်နေ့မှာစစ်ကောင်စီဘုံကျဲတဲ့နေရာဟာရခိုင်စစ်ကောင်စီတပ်ရင်းနေရာအနီးတစ်ဝိုက်ဖြစ်တယ်လို့ဆိုပါတယ်။မင်းပြားပြင်အေအေထိမ့်ချုပ်ရာပေါက်တော်မြို့နယ်ဘက်မှာလည်းတိုက်လေရင်ဘုံကျဲမှုတွေရှိနေပြီးထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရသေးပါဘူး။ အရသားတွေရှိနေတဲ့နေရာကိုဘုံကျဲချခဲ့ပြီးဖုံလိုက်ခက်ခဲလို့သတင်းဆက်သွယ်ပြတ်နေကြောင်းပောက်တော့ကိုလည်းပြစ်သွားလို့အကူအညီတွေလုံနေကြောင်းရခိုင်လူမှုကူညီရေးအဖွဲ့တွေကပြောဆိုနေကြပါတယ်။အေးထိန်ချောက်ရနယ်မြေတွေကိုပြီးခဲ့တဲ့မေလကတည်းကလေကြောင်းတိုက်ခိုက်မှုတွေပိုစိတ်လာတာပါ။အမ်ဘရန်ဘက်မှာတော့တိုက်ပွဲတွေအနေငယ်ငြိမ်သက်ခဲ့ပြီးနောက်ဇွန်လ20ရက်နေ့မနေ့မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်နေပါတယ်။တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာစစ်ကောင်စီရဲ့နှက်ရီကံဘီဟွာနဲ့ဆိုရင်တမိုင်6ဖာလုံးအကွာဝေးတာရှိပါတယ်။ ဇွန်လ20ရက်နေ့ညနေ3:00နာရီခန့်ထိတိုက်လီယူနေပြန်ဝဲနေတာကိုတွေ့ရပြီးအေအေနဲ့မဟာမိတ်ဖြစ်ပူပေါင်းတိုက်ပွဲဝင်နေတဲ့ချင်းကာကွယ်ရေးတပ်အရှိုကတော့တိုက်ပွဲအကြောင်းကိုမကြာမီထုတ်ပြန်မှုရှိတယ်လို့ဆိုပါတယ်အမ်ဘရလန်ထိန်းချုပ်နိုင်ရေးနတ်ရေကန်ပြူဟာကိုထိန်းချုပ်ရေးတိုက်ပွဲတွေဟာပြီးခဲ့တဲ့နှစ်လပိုင်းကတည်းကစတင်ခဲ့တာပါတော်လိုင်းကြီးပူပေါင်းတပ်တွေကတပ်မ69ရဲ့ယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တအားဖမ်းဆီးထားနိုင်ပါပြီဆက်သွယ်ရေးတာဝါတိုင်းစခန်းကိုလည်းသိမ်းယူထားပြီးပါပြီ အဲ့ဒီနောက်နတ်ရီကန်ပြူဟာတိုက်ပွဲမှာအရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုစစ်ကောင်စီကအရွှေ့ပြောင်းလှုပ်ထားပြီးနတ်ရီကန်ပြူဟာမှအမြောက်များနဲ့လက်နက်ကြီးချို့ကိုအမြောက်တပ်၄၀၀ကိုအမြောက်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်၉၀၅သို့ဇွန်လဒုတိယလပတွင်စတင်ရွှေ့ပြောင်းနေတာကိုတွေ့ရကြောင်းသတင်းရင်းမြစ်များကပြောပါတယ် ကြောက်ဖြူမြို့နီးကအမှတ်32ရက်တက်ချင်းရဲ့ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကေစခန်းကိုတော့တင်းယူနိုင်ခဲ့ပြီလို့အေအေနဲ့ပူးပေါင်းတက်သတင်းရင်းမြစ်တွေထံကသိရပါဗျ။ကြောက်ဖြူမြို့အနီးကအမှတ်32ရက်တက်ချင်းရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ပြိုင်းစစ်ကေစခန်းကိုတော့အေအေနဲ့ပူးပေါင်းတက်တွေကတင်းယူလိုက်ကြပြီလို့သတင်းရင်းမြစ်တွေထံကသိရပါဗျ။တင်းနိုင်ခဲ့တဲ့ဒီစခန်းဟာကာကင်းဆိုပေမဲ့စခန်းကကြီးမားကြောင်းဒိုရန်တောင်ပေါ်ကစခန်းတွေနဲ့32ရက်တက်ရင်းကိုကာကွယ်ဖို့ အခုရလိုက်တဲ့ပြိုင်းစစ်ကေဟာနောက်ဆုံးကာကျင်းပဲလို့သိရပါတယ်ပြိုင်းစစ်ကေစခန်းမှာစစ်တပ်အင်အားအနည်းဆုံး150ဝန်းကျင်ရှိပြီးစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်100ဝန်းကျင်သေဆုံးတယ်လို့သတင်းများမှာတွေ့ရပြီးအချို့သတင်းတွေမှာတော့90ဦးထက်မနည်းသေဆုံးတယ်လို့ရေးကြပါတယ်ဖမ်းဆီးရမိထားသူစစ်တပ်ပန်းတွေလည်းယာကျော်ရှိနေပြီးဒီလူတွေဟာလက်နက်ချသူတွေမဟုတ်ပဲစခန်းကျသွားရမှဖမ်းမိသူတွေလို့ဆိုကြပါတယ်ကြောက်ဖြူကိုကာကွယ်ဖို့စစ်ကောင်စီကအပြင်းထန်ပြင်ဆင်နေရချိန်မှာ 32ရဲစခန်းဟာအထက်ကတိုက်ခတ်ရမယ်ခန်းစစ်နေရာဖြစ်နေပြီးအခုတော့32ရဲကာကင်းစခန်းတွေကြကုန်ကြပြီလို့ဆိုရပါတော့မယ်။ရဲတပ်ရင်32ဟာကြောက်ဖြူနဲ့6မိုင်လောက်ပဲဝေးပါတယ်။ပြိုင်းစစ်ကေရှိမှာတော့လက်ကမော်မင်းတပ်တောင်နှမ်းဖဲတောင်ကာကင်းတွေကငကိုကလေးကကြာနှစ်ထားပြီးလည်းဖြစ်ပါတယ်။တိုက်ပွဲကတော့နေ့တိုင်းဖြစ်နေပါတယ်။စစ်ကောင်စီဘက်ကနေပူရင် drone တွေနဲ့အထက်ကတိုက်ခိုက်နေတာ။ကျွန်တော်တို့ဘက်ကတော့အကုန်လုံးကိုဝန်းရံထားတယ်စစ်ကောင်စီဘက်ကဘာမှလုပ်မရတော့ဘူး။ တိုက်ပွဲကတော့သတိထားပြီးတိုက်နေရပါတယ်ကျွန်တော်တို့အရန်ကြီးထိုးစစ်စင်နာမျိုးမလုပ်ပါဘူးတရုတ်စီမံကိန်းတွေလည်းရှိနေတော့သတိထားနေရတယ်လို့တော်လန်ကြီးတပ်ဖွဲ့ဘက်ကပြောပါတယ်ရဲတိုက်ရင်32ကရတော့မယ်ထင်တယ်ရကနီးပြီလို့ကြားတယ်ရဲတိုက်ရင်အဖွဲ့တွေကလက်နက်ချမလားနောက်ကိုဆုံမလားဆိုတာကတော့မပြောတတ်သေးဘူးနည်းနည်းအဆက်အသွယ်ပြတ်တောက်ခြင်းတဲ့ပုံစံမျိုးတွေကြားသိထားရတယ်သူတို့ဆုတ်ရင်လဲခတ်လိုက်ရ34တို့မဟုတ်အချင်းတောင်ဘက်ကိုတွားပြီးတော့ဆုတ်မယ်လို့ခမန်းနိုင်ကြောင်းစီရီယန်ဘူဂျီစင်ယောကတုံ့တပြောဆိုပါတယ် ။နောက်တစ်ခါကြောက်ဖြူကိုကာကွယ်ဖို့အထက်ခန်းစစ်တစ်ခုဖြစ်တဲ့ဒညဝရီရေတဌာနချုပ်တွားရလမ်းဖြစ်တဲ့တစ်ပုတ်တောင်လမ်းခွဲမှာလဲဇွန်လ20ရက်နေ့မနေ့ပိုင်းထိတိုက်ပွဲများပြင်းထန်နေကြောင်းစစ်ရေးတရင်ရင့်မြစ်တွေကပြောပါတယ်။တစ်ပုတ်တောင်ကိုကြော်နေပြီလို့သိရတယ်။ဒညဝရီရေတပ်စခန်းဌာနချုပ်နဲ့တစ်ပုတ်တောင်ကြားထဲမှာအရကတပ်တော်ကခြေကောက်ယူထားတယ်လို့ကျွန်တော်တို့ဘက်ကစုံစမ်းသိရတဲ့အကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။ကြောက်ဖြူကိုကြောက်လန့်တကြားကာကွယ်ဖို့စစ်ကောင်စီကစူးစမ်းနေရခြင်းဖြစ်ပါတယ်။ ကြောက်ဖြူခန်းစစ်အနေနဲ့ကဒညဝရီရီတဌာနချုပ်အပြင်ကြောက်တလုံးဖျားအနိရှိခမရ9လေးနဲ့ဂုံချွင်ရအနိရှိခမရ9လေး3ခလရ34မြို့နိရှိအမှတ်32ရက်တရင်နဲ့တောင်မော်ကြီးရီတဌာနခွဲတို့တရှိနေကြတာပါအေအေကအရခပြည်တစ်ခုလုံးကိုသိမ်းနိုင်ဖို့ကြံနေတဲ့စစ်တွေကြောက်ဖြူမန်အောင်မြို့သုံးမြို့ကိုစစ်ကောင်စီရဲ့ခုခံကာကွယ်နိုင်စွမ်းကိုတော့တိုင်းဒေသတမတော်တို့ရဲ့တိုက်စွမ်းကြီးများအောက်မှာစောင့်ကြည့်နိုင်ကြပြီဖြစ်ပါတယ်ခင်ဗျာ KNU အနေနဲ့ကော်တူးလီအစိုးရဖြစ်ကြီးညာဖို့80ရာခိုင်နှုန်းထက်ပြီးစီးနေပြီဖြစ်တယ်။ကော်တူးလီပြည်ကော်တူးလီအစိုးရဖြစ်ကြီးညာနိုင်တော့မယ်လို့ KNU ပြောခွင့်ရပထိုဆော့တော်နီကထုတ်ပေါ်ပြောဆိုနေပါတယ်ခင်ဗျာ။ကော်တူးလီအနေနဲ့ကော်တူးလီဖက်ဒရယ်ယူနစ်အကြောင်းပြောကြားချက်မှာအဲ့ဒီလိုထည့်ပြောခဲ့ခြင်းဖြစ်ပြီးမနေ့ကတော့ရုပ်တံဖိုင်နဲ့တကွာပြောဆိုချက်တွေလည်းထွက်ပေါ်လာပါတယ်။ဒီနှစ်ထဲဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်2026ဥပိုင်းမှာဖြစ်နိုင်တယ်။ ပြည်ထောင်စုထဲမှာကျွန်တော်တို့ကကော့တူးလေပြေဆိုပြီးပါဝင်มาအသေးချပဲလို့ပထိုစောတော်နီကပြောဆိုထားတာပါ။ဒါပြင်ပထိုစောတော်နီကလက်ရှိနိုင်ငံချီနေဟာဘ ഹു အာဏာပိုင်မရှိတော့လို့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့အကောင်းဆုံးချိန်ဖြစ်တယ်လို့လည်းဆိုပါတယ်။ခရိုင်ယူနယ်မြေတွေအနေနဲ့ကတော့တထုံခရိုင်တောင်ငူခရိုင်ညောင်လေးပင်တဝဲခရိုင်မူထရောဖပွန်ခရိုင်ဒူပလျာခရိုင်ဖအန်ခရိုင်ဆိုပြီးခရိုင်လိုက် တတ်မှာခုနှစ်ခုနဲ့တတ်မှတ်ထားတာရှိပါတယ်။ကော်တူးလေအချိန်နဲ့ပတ်သက်လို့ပရိုဆော့တိုနီကပြောရမှာတခုတေချာပြောနိုင်တာကကော်တူးလေအစိုးရကနေပြီးတော့ပြည်ထောင်စုထဲမှာအဖွဲ့အဝင်တခုအနေနဲ့ကျွန်တော်တို့ဖော်ဆောင်နိုင်မဲ့ပြည်ထောင်စုကြီးထဲမှာကျွန်တော်တို့ပါမတေချာတယ်။ကော်တူးလေအစိုးရသည်တော်လိုင်းရေးကာလ၌ဖွဲ့စည်းမဲ့အစိုးရဖြစ်တည်နေအညီ KNU ကကောင်းဆောင်မှုပိုင်းလမ်းညွှန်မှုနဲ့ထိန်းကြမှုအပိုင်းမှာရှိနေမှာဖြစ်ပြီးအခြားလူထုလူဒန်းစားများကိုစားပြုမှုများအလုံးပါဝင်နိုင်ပြီဖြစ်ကပြည်မဟုတ်သည့်လူမျိုးများလူငယ်အမျိုးသမီး2020ရွေးကောက်ပွဲကိုယ်စားလှယ်များလည်းပါဝင်နိုင်မယ်လို့ဆိုထားပါတယ်အခုကျွန်တော်တို့ကော်တူးလီအစိုးရတရအနေနဲ့တီထောင်ပြီးပြီဆိုရင်တကယ်လိုက်ပါလာမယ့်အချက်ကအုပ်ချုပ်ရေးကိုတည်တည်ငြိမ်ငြိမ်လုပ်နိုင်ဖို့အတွက်တကယ်အရေးပါတယ်အရေးကြီးဆုံးဒီချက်ကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်သူတွေလိုအပ်မလဲ အထူးသဖြင့်လူသားအရင်းမြစ်တွေကကျွန်တော်တို့လူငယ်တွေကိုပဲပြန်ပြီးအားကိုးရမှာဖြစ်တယ်။အဲဒါကြောင့်မို့လို့ကော့တူးလေအထဲမှာရှိသောကော့တူးလေအပြင်ဘက်မှာရှိသောကျွန်တော်တို့ကရင်အမျိုးသားအားလုံးနဲ့တစ်ချိန်တည်းမှာလဲကျွန်တော်တို့နဲ့လက်တွဲကျင်တဲ့တခြားလူမျိုးတွေအပါအဝင် အားလုံးကိုလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်လို့ဖိုတိုဆော့တော်နီကပြောဆိုထုတ်ပြန်ထားပါတယ်။မတ်လကတည်းကတဖြည်းဖြည်းချင်းအချိန်မြင့်လာတဲ့ထိုင်းနယ်စပ်စခန်းသိမ်းပွဲတွေမှာ KNU ရဲ့ KNLA တပ်နဲ့ PDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့အရေးကြီးစခန်းအတော်များများကိုသိမ်းယူထားပြီလည်းဖြစ်ပါတယ်။နောက်ဆုံးကတော့တိတ်ဘောဘူစခန်းကိုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးတပ်မခွနစ်နယ်မြေကိုလည်းစစ်ကောင်စီကဒရုန်းပုံများနဲ့တိုက်ခိုက်မှုနောက်ဆုံးရှိထားပါတယ်။လက်ရှိချိန်မှာတော့လက်ကျန်နေဆက်စခန်းတွေရဲ့တိုက်ပွဲတံတွေကတိုက်ဆိတ်လို့နေပါတယ်။အဲ့ဒီနောက်မှာတော့အခုလိုကော့တူးလီပြင်းနေကော့တူးလီအစိုးရဆိုတဲ့အတံတွေ တစတစပုံမူကျေလောင်စွာနဲ့ KNU ကပြောဆိုထုတ်ပြန်နေတာကြားလာရပါတယ်။တချို့ကစစ်ကောင်စီကိုတိုက်တချို့ကစစ်ကောင်စီလက်အောက်တချို့ကဟိုဘက်ရင်ဒီဘက်ရင်အခြေအနေမျိုးမျိုးနဲ့ပြည်ရဲ့လက်နက်ကိုင်တပ်များကြားနားလည်ထားမှုညီညွတ်ထားနိုင်မှုသဘောထားတွေဘလို့ရှိနေလဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးခင်ဗျာ။စကိုင်းတိုင်းပလဲမြို့နယ်ရှိကန်တော့ရဲစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ဥဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ ရန်သူဟာဇွန်လ၂ရက်နေ့ကနေစခန်းသိမ်းနိုင်တဲ့ဇွန်လ၁၉ရက်ထိလေကြောင်းတိုက်ခိုက်မှုအကြိမ်200ကျော် ပြုလုပ်ခဲ့ပြီးဘုံဒီလုံးကြီး900ကျော်ကျဲချခဲ့ကဂျက်ဖိုက်တာတွေဝိုင်းတွဲဘုံကျဲလီယံပါဝင် MI-35 တိုက်ခိုက်ရေးရဟယင်းနဲ့စက်တက်လီတီတူလည်းတိုက်ခိုက်ခုခံနေရင်းမှာပဲနောက်ဆုံးတော့စခန်းကိုရလိုက်တဲ့အကြောင်း PLA ကအသိပေးထုတ်ပြန်လာပါတယ်မဟာမိတ်တွေရော PLA ရောရဲဘော်တယောက်ချင်းစီရဲ့စိတ်ပိုင်းဖြတ်မှုတွေပိတ်ဆတ်ဆွလွတ်မှုတွေအနစ်နာခံမှုတွေသူတို့ရဲ့ချွေးသွေးတွေနဲ့ရင်းပြီးတော့ဒီအောင်ပွဲကိုရယူနိုင်ခဲ့ပါတယ် နေ့စဉ်နဲ့မျှလေချောင်းနဲ့ဘုံကျဲတက်ခိုက်မှုတွေကြားမှာပဲခက်ခက်ခဲခဲတက်ခိုက်နိုင်ခဲ့တာပါဒီစကန်းကလည်းရဲစကန်းသာပြောတာပါတက်စကန်းဖြစ်တဲ့အတွင်ပြောင်းထားတယ်ကရုတ်ချင်းတွေအခိုင်မာတူးထားတယ်ဘန်ကာတွေအခိုင်ခန့်ဆောက်ထားတယ်မိုင်းကွင်းတွေအထက်ထက်နဲ့လှုပ်ထားတဲ့နေရာပေါ့အဲ့ဒီလိုနေရာဖြစ်လို့တတော့ကိုခက်ခက်ခဲခဲတက်ယူခဲ့ရပါတယ်လို့ PLA အထွေထွေအတွင်းရမှုဒေါ်နီနီကျော်ကပြောပါတယ် စခန်းသိမ်းပွဲမှာမိမိတို့တော်လိုင်းရေးပတ်မှာရဲဘော်၃ဦးကြာဆုံးခဲ့ရတယ်လို့လဲပူပေါင်းတပ်ဖြစ်ပါဝင်တဲ့ APSDF အမှတ်30ကျောင်းကအသိပေးထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဥဆောင်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ရဲမပင်ခရိုင်အမှတ်7တပ်ရင်းစစ်တပ်နဲ့တပ်မတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်းနဲ့နေစီမချပြောက်ချတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ကန်တော့ရဲစခန်းတိုက်မှုစ조사နေစဉ်ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်အချိန်တိုက်ပွဲသို့လေကြောင်းပစ်ကူလာပေးတဲ့စစ်ကောင်စီရဲ့ F7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုလည်းပြည်သူလူမျိုးရေးတပ်မတော် PLA ကပြစ်ချနိုင်ခဲ့လို့ပြည်သူတွေဝမ်းသာအားရဖြစ်ခဲ့ပါတယ်စစ်ကူလမ်းကြောင်းတွေပြတ်တောက်နေခဲ့ပြီးကန်တော့ရဲစခန်းရှိတဲ့စစ်ကောင်စီတပ်သားတွေရဲ့အခြေအနေဟာကုရကဲ့ရမဲ့ခဲ့တာပါစစ်ကူလာတဲ့အချိန်တိုင်းမှာလည်းတက်လန်ကြခဲ့ကြောင်းစစ်ကောင်စီကလေကြောင်းမှဝိုင်းတွဲလေရင်နဲ့ ကန်တော့ရဲစခန်းကိုရဲခါထုတ်တွေခဲရံတွေချပေးပေးမယ်လို့စစ်ကောင်စီတပ်သားတွေလာရောက်ယူဆောင်ကြမှာတော့ PLA တပ်မတော်ရဲဘော်တွေကပြစ်ကတ်ဟန်တားလို့ရဲခါထုတ်တွေခဲရံထုတ်တွေစခန်းတဲသို့မရောက်နိုင်ခဲ့ဘူးလို့လဲတော်လိုင်းရေးဘက်ကပြောပါတယ်ကန်တော့ရဲစခန်းဟာပလဲမြို့မှာရဲစခန်းပြီးရင်တော့ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပါတယ်အခုလိုအောင်မြင်ခဲ့တဲ့ကန်တော့စခန်းသိမ်းတိုက်ပွဲမှာပြည်သူလူမျိုးရေးတပ်မတော်မှအမျိုးသမီးရဲဘော်များလည်းရွတ်ရွတ်ချွန်ချွန်ပါဝင်ကာတိုက်ပွဲဝင်ခဲ့ကြောင်းဂုံယူစရာသတင်းဖော်ပြမှုတွေကိုလည်းတွေ့နေရပါတယ်ခင်ဗျာ စကိုင်းတိုင်းရင်းမပင်မြို့နယ်ရှိပသိမ်မုံရွာလမ်းပိုင်းမှာတော့မနေ့ကဇွန်လ19ရက်နေ့မှာရန်သူရင်တန်းကိုမိုင်းဆွဲတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းရင်းမပင်မြို့နယ်မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားပါတယ်။ရန်သူရင်တန်းဟာရင်းမပင်မြို့နယ်ရှိအချမ်းဖက်စစ်တပ်ရဲ့တပ်ရင်း28အကျိုးခံကုန်းနဲ့ရန်စီဝမ်ပေါင်မှထွက်လာတဲ့စစ်ရင်တန်းဖြစ်ပါတယ်။မြောက်ရမားချောင်းရောက်မှာတော်လိုင်းရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ပါတယ်။ကျွန်တော်တို့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်တော့ပျက်စီးသွားတဲ့စစ်အုံဆောင်တချို့ကိုသိမ်းဆီးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတိတိယယောက်တတ်ခိုင်နိုင်ဖို့လက်နက်ခဲယံတွေလိုအပ်နေလို့ပြည်သူလူထုတရလုံးကတတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒန်းဖို့ကိုလည်းမဲမောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကမြစ်တာရက်ခံတောင်းဆိုထားပါသေးတယ်ခင်ဗျာကရေကျုံတို့မြို့တဝိုက်မှာ KNL ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့နှစ်ဖက်ထိတွေ့မှုတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်ပါတယ်။ဒီနေ့ဇွန်လ20ရက်နေ့မှာတော့ Lion Battalion စစ်ကြောင်းကရုတ်တရက်မှတ်တမ်းနဲ့တကွာတည်င်းတစ်ခုထုတ်ပြန်ခဲ့ရမှာ အခုလို့မြင်ကြရပါတယ်စစ်စင်ကြီးအတွက်နောက်ထပ်ထုတ်စစ်စင်စစ်ကြောင်းထုတ်လာတော့တပ်မ55တပ်မ44စစ်ကြောင်းအား Lion Battalion စစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ရွှေနန်းတောင်စစ်စင်ကြီးတွင်ကြားဖြတ်ဖြတ်တောက်ချင်းမုံရတိုက်ပွဲတွင်ရရှိလာတော့လက်နက်ခဲယမ်းများဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်မတရားဖမ်းဆီးစစ်မှုထမ်းခံရတဲ့ရဲဘော်များနဲ့တပ်တွင်းရဲဘော်များအားတတိပေးပြောကြားချင်တာကတော့အမိတ်တိုင်းကိုလိုက်နာမယ်ဆိုခဲ့ရင်တင်တို့အသက်များစွာဆုံးရှုံးရနိုင်ပါတယ် စစ်အာဏာရှင်တဦးတယောက်ကောင်းစားရေးအတွက်မလုပ်ဘဲကျွန်တော်တို့နဲ့လက်တွဲပူးပေါင်းဆောင်ရွက်ပါမြို့ပြင်ကထွက်တာနဲ့မြို့ကိုဝိုင်းတာတဲ့ပူပေါင်းမဟာမိတ်များစီတို့ပူပေါင်းပေးပါလက်နဲ့ချပါအကျန်းဖက်စစ်အာဏာရှင်ရဲ့အကျန်းဖက်လောက်ရများအားတင်တို့အနေနဲ့အားပေးထောက်ခံခြင်းမပြုပါနဲ့ပြည်သူရင်ကွင်ခိုလုံဖို့တိုက်တွန်းနှိုးဆော်ထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာပဲခူးတိုင်းတောင်ငူလိပ်တူလမ်းပိုင်းမှာလဲ603တက်ရင်မှရက်ကပုတ်ပြီးပြန်လာတဲ့ရန်သူစစ်ရင်တန်းကို ဇိုလာ18ရက်နေ့ကမိုင်းဆွဲရာရန်သူစစ်သား5ဦးတေဆုံးသွားတဲ့အပြင်ခဲယမ်းများလည်းရရှိလိုက်ပါတယ်။ကန်နီထွေးလိုက်ဇုံမတာဝန်ရှိသူတူကဒီသတင်းကိုအသိပေးထုတ်ပြန်ထားတာပါ။ကားဆက်တစ်စီးပါရင်တန်းကိုထုံးပူကြီးကြေးရွာထက်မှာတော်လိုင်းရီတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အချမ်းဘက်စစ်တပ်ရဲ့ကားတစ်စီးကဝရိုးချောင်းရွာနီးတိတ်မောက်ခဲ့ပြီးရင်တန်းအတွက်လန်ကင်းလုံကြုံရေးယူပေးနေတဲ့တပ်သားများနဲ့ထိုးဝါချောင်းကြေးရွာတွင်တပ်ဆွဲထားသောအင်အား40ကျော်ရှိစစ်ကောင်စီတပ်သားများကိုပါ တော်လိုင်းတက်ဖွဲ့များတွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တိုက်ပွဲအောင်မြင်မှုနဲ့အတူ60မမဘုံဒီ၅လုံး 5.56G 900လက်ပစ်ဘုံ3လုံးအမေဂျီပေါက်၄ခုနဲ့14မိုင်း၄လုံးကိုသိမ်းဆီးရရှိခဲ့ကြောင်းညင်ကြရပါတယ်။တောင်ငူလိုက်သူလမ်းပိုင်းကိုအုံပြူသွာလာနေတဲ့ပြည်သူများအနေနဲ့တတိထားသွာလာကြဖို့နဲ့ကျွန်တော်တို့မှလည်းလက်နဲ့ခဲရန်လိုအပ်ချက်တွေရှိနေလို့ကုပေးကြရန်ပြောချင်ပါတယ်လို့ကန်ဒီထွေးလိုက်ဆုံးမတာဝန်ရှိသူတူးကအကူအညီတောင်းခံထားပါတယ်။ ဒီတိုက်ပွဲဟာ KNU တပ်မဟာနှစ်တပ်ရင်း၅လက်အောက်ခံကန်းညီဂျားဒေတာကာကွယ်တပ်ဖွဲ့နဲ့အတူတောင်ငူခရိုင်ပြည်သူ့ကာကွယ်တပ်ရင်း၃၅၃ညနဲ့တပ်ခွဲ၁နဲ့တပ်ခွဲ၂တို့ကပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာမန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့မှာမြင်းကြံ Black Tiger MPT တပ်ဖွဲ့ရဲ့ရဲဘော်တွေကခုနှစ်ရက်တာကင်းပုံးဝပြီးတိုက်ခိုက်ရာရုရှားပြန်သုံးဖွဲ့ဗိုလ်ကြီးတအူးနဲ့ပြူကောင်းဆောင်မင်းတိုက်ပါဝင်၃ဦးသေပြီး တက်ကြကြီးတူအပြင်းထန်ဒဏ်ရာရတယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပိုမိုက်ခဲကတင်ထုတ်ပြန်ပါတယ်။ဇိုလ18ရက်နေ့ည6:30မိနစ်မှာ MPD တပ်ဖွဲ့ရဲ့အထူးစစ်စင်ရေးကိုအထူးကွန်မန်ဒို9ဦးနဲ့စတင်ခဲ့တာဖြစ်ပါတယ်။စစ်စင်ရေးလုပ်တဲ့အချိန်ကအသွားရောအပြန်ရောအပီးစီ10မိနစ်ပဲကြာတယ်။တွတ်တွတ်လက်လက်လုပ်ပြီးတွတ်တွတ်လက်လက်ပြန်လာခဲ့တယ်။ဘာလို့လဲဆိုတော့တပ်တွေအားလုံးရဲ့ကြားထဲမှာ ။ကင်းဘုံ900လောက်ရဲဘော်တွေအစားအသောက်ငတ်ခံပြီးတော့ဝတ်နေတယ်။အဲ့လိုဝတ်ပြီးတော့မှဒီစစ်စင်ရေးကိုလုံနိုင်ခဲ့တာပေါ့။လက်နက်ကကောက်ချေမရလိုက်တဲ့အနေထားပါ။မြ мян တွတ်တွက်လက်လက်ပဲလုတ်ခဲ့ရတာဆိုတော့သူတို့ဘက်ကနောက်တဆစ်ကူတွေကတောက်လျှောက်ရောက်လာတာပါ။ဘာလို့လဲဆိုတော့အကောင်ကြီးတွေဆိုတော့တောက်လျှောက်ရောက်လာပြီးပြစ်ကတ်တာတွေတိုက်ပွဲတော့နည်းနည်းဖြစ်သွားလိုက်တယ်။မင်းတိုက်ဆိုတဲ့ကောင်ကတီရာယူမွန်ထက်တောင်စီနီယာကြတယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပိုမိုက်ခဲကပြောပါတယ်။အနိတ်ကြီးရွာနဲ့ခေါင်းကွဲကြီးရွာကြားမှာအကျန်းဖက်စစ်တပ်လက်ပါစီပြူစောတိခေါင်းဆောင်မင်းတိုက် ရုရှားပြန်သုံးပွေဘူကြီးပြည့်ဖြူကြော်နဲ့တပ်သားပိုင်ဆိုးတို့တိုက်ဆုံခဲ့တာဖြစ်ပြီးတက်ကြကြီးမုတ်ဆိတ်ဆိုသူလည်းပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းမြင့်ကြံပြည်သူစေယုံကြီးမှာစေကုသမှုခံယူနေတာကိုကြားသိရကြောင်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာမင်းတို့ဘာလို့ရလဲ